မြမလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေကိုဂုဏ်ပြုဖို့အတွက်နိုင်ငံပိုင်မီဒီယာတွေကနေအော်အော်ဆွဲပေးဖို့နဲ့ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ခေါင်းဆောင်တွေရဲ့မိန့်ခွန်းတွေကိုထုတ်လွှင့်ပေးသွားဖို့ရက်ဖက်လူမှုဖွဲ့စည်း30လောက်ကဒီကနေ့ရန်ကုန်မြို့ယူတတန်ခမ်းမမှာကျင်းပတဲ့ဒေသရှင်းလင်းပွဲမှာတောင်းဆိုလိုက်ကြတာပါကျွန်တော်တို့ကခုနဟိုအော်အော်ဆွဲပေးဖို့ကဒီအစိုးရက သူတို့ရဲ့ဘယ်လိုခေါ်မလဲဟိုလုတ်ပိုင်ခွင့်အာဏာသူတို့ရန်နေရမှာအစွဲဆုံးမှာဆွဲရမှာဟုတ်သဘောအဲ့တော့နောက်ဆုံးခုနပြောသူဒီနေ့ဒီအချိန်မှာမြန်မာဒီဘယ်လိုခေါ်မလဲအော်အော်ဆွဲပေးဖို့သူတို့လည်းကျွန်တော်တို့ recognize လုပ်တယ်သဘောကအတိမတ်ပြူပဲသဘောကဒါကျွန်တော်တို့ပြည်သူတွေပဲကျွန်တော်တို့ကဒီလိုမျိုးဟို fair ပေးသေးခြင်း fair ဆက်ပေးသေးခြင်းနဲ့ပေါ့နော်ဆိုတော့သူတို့လည်းတိမအဆင်ပြေမလားမသိဘူးအဲကြောင့်ဒီနိုင်ငံတော်ဘိုင်းနေပါကျွန်တော်တို့အကုန်အားလုံးပြောကြတယ်နောက်တစ်ခုကသူတို့ကိုယ်နိုင်ကလည်းသူတို့ကိုယ်သူတို့ပြောထားတာရှိတယ်လေအဲဒီပြည်သူအတန်ကိုနားထောင်ပါတယ်တို့အစသဖြင့်ပေါ့ဗျာတော့ကျွန်တော်ပြည်သူဖြစ်တဲ့အတွက်ကျွန်တော်မလည်းအတန်ရှိအတွက်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဖြစ်စင်တဲ့ဆန္ဒကိုကျွန်တော်တို့ဟိုတင်ပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့တင်ပြပြတာပါ 1988ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်ခင်ကဂျူလိုင်လ19ရက်နေ့အာဇာနည်နေ့ကြားရောက်တိုင်းနနက်09:38မိနစ်မှာဝန်ထမ်းကြီးအထိတ်မဲ့အော်အော်ဆွဲငိန်သက်အလေးပြုတဲ့အစီအစဉ်ကိုပြန်လည်ဖော်ထုတ်ဖို့ကိုလည်းအခုလိုပရိုဂျက်တာနဲ့ပြသခဲ့ပါတယ်။ အာဇာနီနေ့မှာအော့ဆွဲအလေးပြုတဲ့အစည်းအဝေးကိုအစိုးရအာဏာပိုင်တွေဘက်ကသဘောမတူတဲ့စကားမျိုးပြောဆိုမှုတွေရှိနေတာနဲ့ပတ်သက်ပြီးအခုလိုဝေဖန်ပြောဆိုကြပါတယ်။အခုကျွန်တော်တို့ဖြစ်စေချင်တာကကျွန်တော်တို့အစင်လာပေါ့ဗျာကျွန်တော်တို့ဒီ88နောက်ပိုင်းမှာကျွန်တော်တို့ဟိုမရှိခဲ့တဲ့အစင်လာပေါ့ဗျာကျွန်တော်ဒီဒီအော်ဆွေးခြင်းအခမ်းအနားတွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့ဖော်ဆောင်နေကြတယ်ဗျ။ဒါကိုလည်းဟိုဒီနိုင်ငံတော်အနေနဲ့ဒါကိုလည်းလှုံ့ဆော်ပေးဖို့ကျွန်တော်တို့ကနေပြီးတော့အထူးမြတ်တာရက်ခံပန်ကြားခြင်းနဲ့ဗျ။ဟောပြည်သူတွေကအခုစံနာရှိနေပြီဗျ။ ကျွန်တော်ထင်ပါတယ်အခုလိုထပ်ပြီး CSO ရဲ့တောင်းဆိုမှုအပေါ်မှာဒီနိုင်ငံတော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့အဲခန်းစားချက်တွေကိုပြောင်းလဲမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိတာဝန်ရှိတဲ့ပုဂ္ဂိုလ်အများစုဟာတချိန်ကဗိုလ်ချုပ်တွေဖြစ်ပါတယ်။သူတို့အားလုံးရဲ့စိတ်ထဲမှာကျွန်တော်ယုံပါတယ်။ဘူကြောင့်အဆောင်ဒီလေးစားတဲ့မြန်နိုးရဲ့စိတ်တွေရှိမယ်လို့ထင်ပါတယ်။အကြောင်းအရာတစ်ခုခုကြောက်တာသူတို့လည်းဒီအော်အော်ဆွဲတာတို့ဒီကဏ္ဍတွေကိုသူတို့မလုတ်ခွင့်မပေးတာမလုတ်တာဖြစ်ပါလိမ့်မယ်။အာဇာနည်နေ့မှာအော်အော်ဆွဲအလေးပြုခြင်းအပါအဝင် ပုဂ္ဂလိကနဲ့အစိုးရမီဒီယာတွေကအာဇာနီခေါင်းဆောင်ကြီးတွေရဲ့မိန့်ခွန်းတွေကိုထုတ်လွှင့်ပေးသွားဖို့အာဇာနီနဲ့အခမ်းအနားကိုနိုင်ငံတော်သမ္မတအပါအဝင်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌတက်မတော်ကာဝေးဦးစီးချုပ်တို့ပါတက်ရောက်ကာရဝပြုဖို့တောင်းဆိုခဲ့ကြပါတယ်